အစိုးရတဲ့လက်ထက်မှာတက္ကသိုလ်ကျောင်းသားတွေအတွက်တမကအဖွဲ့အစည်းကိုလွတ်လပ်စွာဖွဲ့စည်းလာနိုင်လို့မကွေးနှိမ့်ညာတက္ကသိုလ်မှာဒီကနေ့ကျောင်းသားတမကအမှုဆောင်ရွေးချယ်ပွဲကိုပြုလုပ်နေတာတွေ့ရပါတယ်။ဥက္ကဋ္ဌအတွင်းရေးမှုအမျိုးသမီးရေးရာစတာတွေကိုမဲစနစ်ကိုကျင်းဆုံးပြီးကျောင်းသားတွေကဆန္ဒပြုရွေးချယ်နေကြတာပါ။ကျောင်းသားတွေရဲ့အရေးကိုကျောင်းသားတို့ကိုစားတမကကဥဆောင်နိုင်မယ်လို့ယုံကြည်တဲ့အတွက်မဲပေးခဲ့ရတာလို့မဲဆန္ဒရှင်ကျောင်းသားကျောင်းသူတွေကပြောပါတယ်။ ကျောင်းသားသမက်ကကျောင်းသားရဲ့အကုန်လုံးကိုစားဖြစ်ချင်တဲ့ဆန္ဒရောလုပ်ပေးမဲ့လူလို့ကိုယုံကြည်ရဲ့လူကိုပေးရပါဘောနော်။တမီးအကြီးကဆိုတော့ကျောင်းသားရဲ့အကုန်လုံးတက်အကုန်လုံးကတော့လုပ်ပေးနိုင်မှာပါ။ကျွန်မကျောင်းသားရဲ့အကုန်လုံးတကယ်လုပ်ပေးနိုင်မဲ့လူလို့ထင်တဲ့လူကိုလူမျိုးလုပ်ပေးလိုက်တာ။လဲပေးလိုက်တာဘောနော်။ အပြင် activity အကြောင်းရဲ့ activity ပေါ့နော်အကြောင်းမှာဒီစာတစ်ခုတည်းနဲ့တင်ထူးချွန်နေလို့မရဘူးပေါ့အကြောင်းရဲ့အပြင်ဘုဒ္ဓတာတွေအထွေတွေပေါ့အကြောင်းရဲ့ချင်းချင်းလို့ပေါ့ကိုလိုစီစီစီလုံးညီညွတ်မှုတွေပေါ့နော်လောက်ရမယ်အလုပ်ပုံစံမျိုးတွေအားကစားတွေအဲဒါမျိုးတွေများတော့အခုအဲ့အမျိုးတွေကိုပို့ပြီးတော့ ပညာရေးထက်ပေါ့နော်ပညာရေးထက်လက်တွေအပိုင်းကိုပို့ပြီးတော့လုပ်စေချင်ပါတယ်အရင်တော့ကတော့အခုလိုမျိုးရေကောက်ပွဲဆိုပြီးတော့စနေနေ့ကြတော့မရှိဘူးပေါ့နော်အအခုကြာအခုချိန်ကြာမှာအခုချိန်မှာတော့ပို့ပြီးတော့စနေနေ့ကြရှိလာပါပြီအတွင်းရေးမှုနေရာကိုဝင်ရောက်ရှင်ပြိုင်နေတဲ့ကျောင်းသားမောင်မျိုးမင်းထက်ကတော့ပြင်စမနေမြို့ပြအင်ဂျင်နီယာကျောင်းသားတဦးဖြစ်ပါတယ်သူအခုလိုဝင်ရောက်ရွေးချယ်ခံဖို့ရှင်ပြိုင်ရတာဟာကျောင်းသားတွေရဲ့ရည်ရှိမြင့်မားတဲ့စွမ်းဆောင်မှုတွေလုပ်ပေးခြင်းလို့ပါဝင်ခဲ့တာလို့ RFA ကဖြေကြားပါတယ်အကြောင်းပါဆိုရှင်အတ္တိပတိ ကျောင်းသားရဲ့ပုံဝင်နဲ့အတ္တိပတိရဲ့အယံအားနဲ့မဆိုးတဲ့ဘောလုံးမဲတို့ရှင်းလုံးတို့အဲ့လိုမျိုးနေရာရဲ့မျိုးမှဆိုရှင်နဲ့အားနဲ့ကြတယ်။ဆာဖက်တာတို့ပါဆိုရှင်နဲ့အဲ့လိုမျိုးအားနဲ့ကြတယ်။အဲ့လိုမျိုးအတ္တိပတိကိုသူတို့ပါဝင်တာညအောင်လို့အတ္တိပတိအများကြီးရှိတော်လို့ကျွန်တော်အဲ့ပထမဆုံးချက်နေနဲ့ဝင်ပြိုင်ပါမယ်။နောက်တစ်ချက်ကတော့ကျွန်တော်ကျောင်းအင်ဂျင်နီယာကျောင်းဖြစ်တယ်ဗျာ။ ်အင်ဂျင်နီယာအကြောင်းဖြစ်တယ်အင်ဂျင်နီယာဖြစ်သွားဆိုရှင် capacity မြင့်တဲ့အင်ဂျင်နီယာဖြစ်ဖို့တကူကျွန်တော်တင်တဲ့နေပိုင်းပို့ချပေးဖို့တင်တဲ့နေပိုင်းဖွင့်ပေးဖို့အဲ့လိုမျိုးရွေးချက်တင်ရကျွန်တော်ဝင်ပြိုင်တာပါအမျိုးသမီးတို့တွေကိုစားအမျိုးသမီးတွေကတာဝန်ခံဖြစ်ဝင်ရောက်ရှင်ပြိုင်နေတဲ့ KSS စွန့်ရင်မေဂျာအကြောင်းသူမအေးချမ်းမွန်ပြောပြတာကလည်းသူမဟာလည်းနေမြာတက်ကတူအကြောင်းသူတွေရဲ့ကိုစားဥဆောင်ပေးနိုင်ဖို့ ရှင်မြိုင်နေတာလို့ပြောပါတယ်။မိန်းကလေးတွေကဒီလိုတချို့ကတော့စားမစားအဲ့လိုလုပ်နေတယ်လို့ရှိရဲ့။သူတို့ရှိတ်မထွက်ရတာရှိရဲ့။သူတို့သူတို့ပေါ့နော်ဘယ်လိုပြောရမလဲ။သူတို့ကိုယ်တိုင်ဥမဆောင်နိုင်တဲ့ကိစ္စတွေရှိရဲ့။နောက်ပြီးတော့ ်ဘူးပေါ့ကိုယ်တိုင်ပါဝင်လှူရှားနေတဲ့စိတ်ရှိပေမဲ့သူတို့ကသူတို့အကြောင်းသားကိုပဲအဓိကထားရင်မိကောင်မလေးရရှိအဲ့ဒါအဲ့လိုရှိပါတယ်ပေါ့အကြောင်းလေးလှူရှားမှုတွေမှာအကြောင်းသားတွေရဲ့ခေါင်းလှူရှားမှုရှိမြို့သမီးဘာလို့အကြောင်းသူတွေရဲ့လှူရှားမှုအရန်အားနေပါတယ်အဲ့ဒါဆိုမြတ်မြို့သမီးရတော်ဝန်ကတယောက်အနေနဲ့ဥဆောင်မှုကြတော့အကြောင်းသူတွေရဲ့ရှိမှာဥဆောင်ပြီးလှူရှားခြင်းမျိုးဘာလို့အဲ့လိုအကြောင်းရင်းခြားတွေတိုးရလှူဆောင်ကြတော့ဝန်ရောက်ရမှာဖြစ်ပါတယ်ဒီကနေ့မလတ်တရနေ့မှာနေပြည်တော်တက္ကသိုလ်မကွေးကကျောင်းသားသမဂ္ဂကောင်းဆောင်ဖြစ်ရွေးချယ်ခံရသူတွေဟာ မလန်နေ့နေ့မှာဂရိဒစာခိုင်ပွဲကျင်းပသွားမှာလို့သိရပါတယ်။မိမိရတက္ကသိုလ်မကွေးចောင်းသားသမက်ကရွေးကောက်ပွဲပြုလုပ်ပြီးရွေးချယ်သလိုမကွေးဆဲတက္ကသိုလ်ចောင်းသားတွေကလည်းစီចောင်းသားသမက်ကကိုပြန်လည်ဖွဲ့စည်းသွားမယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။